ရန်ကုန်မသိမ်းအဝေးပြေးကားလန်တလျှောက်လမ်းမိုင်းနေရအများစုဟာပျက်စီးနေပြီးမော်တော်ယာဉ်တွေ ဖြတ်သန်းသွားလာမရပဲအခက်တွေ့နေရတယ်လို့သိရပါဗျ။ရန်ကုန်မသိမ်းလမ်းကလမ်းနေရအတော်များများမှာအခုမိုးကာလအတွင်းလမ်းမိုင်းပျက်စီးမှုတွေများပြားလာခဲ့တာကြောင့်ခီးသောကားတွေကုန်တင်ကားတွေတစည်းချင်းသွားနေရပြီးအချိန်နှောင့်နှေးမှုတွေဖြစ်နေရတယ်လို့မော်တော်ယာဉ်မောင်းတွေစီကနေသိရပါဗျ။ ပသိမ်မျိုးအထွတ်ကိုစုကိတ်အကျော်ကစတင်ကဘုံမြင့်ထွန်းသရအနေအထိလမ်းမရတော်များများပျက်စီးနေတာတွေရှိနေသလိုပြုပြင်နေတဲ့နေရာတချို့လည်းရှိတယ်လို့စုံစမ်းသိရှိရပါတယ်။အဲ့ဒီလမ်းမကို နေစိမ်ဖြစ်တဲ့အသွာလာနေတဲ့မော်တော်ယာဉ်မောင်းတအုပ်ကပသိမ်အထွတ်ကိုစုအထိပဲလမ်းကောင်းတာကျန်တာအပေါက်ပြဲကြီးပဲဘုံမြင့်ထွန်းသရရောက်တဲ့အထိအိစိကအသိလေးတွေအထိနာတာ ဒီလိုပဲတလိန်ချင်းသွားရတာပဲမပိတ်သင့်မဲ့လမ်းတွေပဲအချိန်တွေကြာတာပေါ့ဒီကြားထဲစီကံမရှိတဲ့ရမောင်းတွေကလူကြော်ရင်ပို့ဆိုလို့ CJ platform ကို ပြောပါတယ်နေစဉ်ပျက်စီးလေးရှိတဲ့ရန်ကုန်မသိန်းလမ်းမှာစစ်ကောင်စီကလမ်းပေါက်ဖာတဲ့လုပ်ငန်းမျိုးတွေဒါလှုပ်ဆောင်လေးရှိပြီးအကြီးစားပြင်ဆင်မှုအနေနဲ့တကောင်မြို့အနေကနေစဉ်ရေကျော်လေးရှိတဲ့နေရာမှာနှစ်မိုင်ဝန်းကျင်ကကွန်ကရစ်လမ်းခင်းထားတာမျိုးရှိတယ်လို့သိရပါဗျ။ ပတနောမြို့ဝင်းကျင်းမှာရှိတဲ့ရန်ကုန်ပသိမ်လမ်းမကတော့ပျက်စီးမှုတွေများနေပြီးတချို့နေရာတွေမှာလမ်းတဝက်ကျော်နေကြနေတဲ့အထိအခြေအနေဆိုးနေတာကြောင့်သွားလာနေကြမဟုတ်ပါကအနေရရှိနိုင်တယ်လို့ကုန်းနေကမောင်းနေသူတို့ရဲ့ပြပြချက်အရသိရပါဗပသိမ်ဝင်းကနေလမ်းမဲကောင်းတာ ျွန်တော်ဖြစ်ဖြစ်ပဲမောင်းရတာပန်းနတော့အကျော်ကနေတကအထိကအတော်ဆိုးနေတာအဲ့ဒါကြောင့်အိမ်မဲဘက်ကလှည့်လာတာပို့တောင်ဆိုးသေးတယ်လို့ပသိမ်မျိုးကိုကိုပိုင်ကားနဲ့တော်ရောက်ခဲ့တဲ့အမျိုးသမီးတဦးက CJ platform ကိုပြောပါတယ်အိမ်မဲပန်းနတော့လမ်းမိုင်းဟာလဲယမန်နစ်ကလေးကပျက်စီးနေကြတာဖြစ်ပြီးစစ်ကောင်စီကလမ်းမိုင်းတချို့ပြန်ပြုပြင်ပေမဲ့လမ်းပြန်ကောင်းလာတာမရှိဘဲပုံမှန်ဆိုးရွားစွာပျက်စီးနေတယ်လို့သိရပါတယ် အိမ်မဲမျိုးကနေပန်းနတော်မျိုးနဲ့မယန်လန်းဆောင်အထိ16မိုင်ကျော်အရှိရှိတဲ့အဲ့ဒီလမ်းမှာကုန်တီရင်နဲ့ခီးတဲ့တဲ့ရင်တွေသတိထားမောင်းနေနေရတဲ့အပြင်အေစီကားတွေအတွက်လည်းရင်းနေရှိနိုင်တဲ့အခြေအနေလေးဖြစ်တယ်လို့သိရပါတယ်။လမ်းတွေကပြတ်တာကြပြီးအစိုးဆုံးကမြောင်းမြရန်ကုန်လမ်းအိမ်မဲအထွက်ရင်းနေကွင်းဆိုတာရှိရဲ့ပြင်လဲမပြင်မှုအဲ့ဒီနေရာကလည်းဆိုးတယ်မုံမြရင်နှစ်တိုင်းဖြစ်နေကြဒါတောင်ပြန်ပြန်လှုပ်ထားသေးတယ်။ မုံမကြခင်ကမြောင်းမြလန်ကတော့လုတ်ကုန်မလုတ်တာလို့ရန်ကုန်မြောင်းမြမောင်းနေနေတဲ့ရင်မောင်းတူက CJ platform ကိုပြောပါတယ်စကောင်စီကရန်ကုန်ပသိမ်လန်းကိုကောင်းမအောင်ပြပြချင်းမရှိပဲရန်ကုန်ထွန်းနဲ့အေယဝရီအဝင်မှာရှိတဲ့ပန်နန်ကိန်း၂ကိန်းမှာတော့ AC ကားတွေကလွဲလို့ကုန်တင်ကားတွေကိုအကြောင်းအမျိုးမျိုးပြကငွေကြေးမတန်တဆတောင်းနေသလိုလန်တလျှောက်မှာရှိတဲ့စစ်ကောင်စီစစ်စေးဂိတ်တန်းကိုလည်းငွေပေးဖြတ်တန်းနေရတယ်လို့သိရပါတယ် စကောင်စီက AR နဲ့ရခိုင်နယ်စပ်မှာတိုက်ပွဲတွေဖြစ်လာချိန်မှာပသိမ်ချောင်းသားလန်ကိုအရင်ကထပ်ပိုကျတဲ့နှလန်းသွားဖြစ်အောင်တိုးချဲ့နေတဲ့အပြင်မုံစကာလာမှာလည်းရန်နာခြင်းမရှိဘဲဆက်လက်လှုပ်ဆောင်နေပါတယ်။ဒေသခံတွေကတော့ပသိမ်ချောင်းသားလန်ကိုနှလန်းသွားအဖြစ်ချဲ့ထွင်နေတာကစကောင်စီတပ်တွေအရွှေပြောင်းလို့ရမှာလွယ်ကူအောင်လှုပ်ဆောင်နေကြတာဖြစ်တယ်လို့ပြောဆိုနေကြပါတယ်ရှင်။အခုလိုသတင်းတွေကို ပုံမှန်မျှဝေပေးနိုင်ဖို့နဲ့ CJ Platform သတင်းဌာနရေရှည်ရဲ့ဒီနိုင်ရဲ့အတွက် YouTube မှာလည်း CJ Platform လို့ရှာဖွေပြီးဝင်ရောက်နားဆင်နိုင်ပါတယ်။သတင်းအသစ်အသစ်တွေကိုအချိန်နဲ့တပြေးညီရရှိဖို့အတွက်ကျမတို့ရဲ့သတင်း Channel ကို Like and Subscribe လုပ်ဆောင်ပြီး Notification လေးကိုဖွင့်ထားကစောင့်ကြည့်နိုင်ပါတယ်ရှင်။